ားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့မှာတော့တောင်စီးဖြူဒါမှမဟုတ်ရင်တောစီးဖြူလို့လည်းခေါ်ကြရတယ်ပေါ့နော်ဒီအစွမ်းထက်တဲ့စေးဘတ်ဝင်နဲ့တောင်စီးဖြူခေါ်တောစီးဖြူအကြောင်းကိုကျွန်မအားလုံးကိုဘုံတူတရားစရာလေးမျှဝေပေးခြင်းပါတယ် ီတောင်စီးပြူဟာအပူပိုင်းဒေသတွေမှာပေါရောက်တဲ့အပင်ငယ်လေးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်သူ့ရဲ့အရွက်အောက်မှာ အသီးတေးတေးလေးတီးတာကြောင့်မလို့စီးပြူပင်လို့လည်းလူသိများတယ်။ဆိုတော့တခြားနိုင်ငံတွေမှာတော့သူ့ကိုကြောက်ပျော်စီးလို့တောင်တင်စားခေါ်ဝေါ်ကြပြီးတော့ကြောက်တင်တာအတွက်စီးပတ်ဝင်တယ်လို့အသိများပါတယ်။ဒီအပင်မှာကြောက်ကက်အသေးစီလန်းကြောင်းနဲ့အရေးပြပြဿနာတွေကိုကုသနိုင်တဲ့စီးပတ်ဝင်တဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့အသည်းရဲ့အားကိုဖြည့်ပေးပါတယ်အသေးကိုကာကွယ်ပေးပြီးတော့အသေးရောက်အသွားဘီလိုမျိုး virus တွေကိုတိုက်ထုတ်ပေးနိုင်တဲ့အစွမ်းဓာတ်တွေသူမှပါဝင်ပါတယ်။နောက်တစ်ခုကတော့ကြောက်တဲ့ခြင်းကုသတာပါ။ကြောက်ကက်နဲ့စီးလန်းချောင်းမှာရှိတဲ့ကြောက်တွေကိုပျော်ဝင်စေပြီးတော့စီးရနေတဲ့ဆင့်စွန့်ထုတ်နိုင်အောင်လို့ကူညီပေးပါတယ်။နောက်တစ်ခုကတော့ကိုခံအားကိုမြင့်တင်ပေးတာပါ။ vitamin C နဲ့ antioxidant တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့ကိုခံစွမ်းအားကိုတိုးတက်စေပါတယ်။ နောက်စီးကြိုလည်းထိန်းချုပ်ပေးပါတယ်။သွေးရင်းတကြားဓာတ်ကိုလျှော့ချပေးနိုင်တဲ့အစွမ်းရှိတဲ့အတွက်ကြောင့်မလို့စီးကြိုယောဂရှိတဲ့သူတွေအတွက်အထောက်အကူဖြစ်စေပါတယ်။အနာကျက်ကိုမြန်စေပြီးတော့ပွေဝဲရာနာခေါင်းမှာချောက်တာအဲပေါက်ဖြစ်တာအနာလေးတွေဖြစ်တာအနာဆက်ကလေးတွေဖြစ်တာအတွက်လည်းသုံးနိုင်ပါတယ်။သပင်းရဲ့ကျန်းမာရေးကိုလည်းအရန်အထောက်အကူပြုပေးပြီးတော့သပင်းတန်ဆန်းမှုအတွက်အကူအညီပေးပြီးတော့ဖောင်းတဲ့သပင်းကျွတ်တာတွေကိုလည်းတတ်တာစီပါတယ်။ ခေါင်းတချမ်းကြိုက်တာဆိုလို့ရှိရင်အပင်ရဲ့အမြစ်ကိုစီနဲ့ချက်ပြီးတော့လိမ့်ပေးမယ်ဆိုရင်ခေါင်းတချမ်းကြိုက်တာကိုတက်တာစီနိုင်တယ်လို့ဒီမီယိုပလာစေးချမ်းနေအရာသိရပါတယ်သုံးဆွဲနီးနဲ့တတိပြုဖို့အတွက်ကိုကျွန်မအခုပြောပြပေးပါမယ်နော်တကယ်လို့ကိုကပြုတ်ရည်ကိုတောက်မယ်ဆိုရင်အရွက်ဒါမှမဟုတ်ရင်သူ့ရဲ့ပင်စီဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့အမြင့်ပေါ့နော်ဒါကိုရည်နဲ့ပြုတ်ပြီးတော့တောက်သုံးလို့ရပါတယ် တကယ်လို့စေးမုံလုတ်ခြင်းလဲဆိုရင်တော့အဲနေလန်းပြီးတော့အမုံချိန်ထားတဲ့အပင်ကိုလုတ်ပါပြီးရင်ဒီအမုံကိုရေနဲ့ရောတောက်လို့ရပါတယ်လိမ့်စည်းအနေနဲ့ကတော့အရွက်နဲ့အမြစ်တွေကိုသွေးပြီးတော့လိမ့်နိုင်တယ်လို့မျိုးစီနဲ့ချက်ပြီးတော့လည်းအသုံးပြုလို့ရပါတယ်အဲဒီတောစီးပြူမှာပေါ့နော်အစွမ်းထက်တဲ့ဓာတ်တွေအများကြီးရှိရဲဆိုပေမဲ့ မတည့်တဲ့သူတွေလည်းရှိရပေါ့နော်ဒါကတော့ကိုဝင်ဆောင်မိခင်နေနောက်နာတာရှည်ယောဂရှိတဲ့သူတွေနောက်စီးကြိုစီးသွေးတိုးစီးတောက်နေကြတဲ့သူတွေပေါ့နော်ဒီသူတွေဆိုလို့ရှိရင်တော့ဆရာဝင်နဲ့တိုင်ပင်ပြီးမှတောက်သုံးဖို့သုံးဆွဲဖို့အတွက်အကြံပြုချင်ပါတယ်အဲတကယ်လို့အလွန်အကျွံကိုကသုံးဆွဲလိုက်တယ်ဆိုရင်ပြုတ်အန္တရာယ်နဲ့ဝမ်းပြတ်ဝမ်းလျှော်တာကိုဖြစ်စေနိုင်ပါတယ်ဒါကတော့တန်စည်းလိုမျိုးဆိုတဲ့ဇာတ်အတိုင်းပဲပေါ့နော်အဲတခြားကိုက အရန်ကိုအများကြီးသုံးမိလိုက်တယ်ဆိုလို့ရှိရင်ဘေးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ limit လေးနဲ့ကိုတက်နိုင်တဲ့အစဉ်အနည်းထားကိုယ့်ရဲ့ကျန်းမာရေးနဲ့ကိုက်ညီလောက်တဲ့ပမာဏကိုဒါအဲတပတ်ကိုနှစ်ခါလောက်စားပေးမယ်ဆိုလို့ရှိရင်ကျန်းမာရေးအတွက်အရန်ကိုခြုံကြတဲ့အကျိုးကျေးဇူးတွေပေးမဲ့အပင်လေးတစ်ခုဖြစ်တဲ့အကြောင်းကိုအားလုံးကိုကျွန်မတင်ဆက်ပေးလိုက်ရပါတယ်ရှင်